ဒါတော့ line ပေါ်မှာနာမည်ကြီးသွားတဲ့တရကန်တင်မွေးသားနဲ့ထူထားတဲ့မြောင်မင်းနဲ့ဘုရားလေးပါဗျ။အဲအနားမှာဆိုလဲသူကဒီတရကန်နံလေးကိုမွေးဤပါဗျ။ဒီຫນွေလေးတွေဆိုရင်လဲ original ဒီအပင်ကြီးမှာပါတဲ့အသားပေါ်မှာຫນွေတွေပြန်ဖန်တီးထားတာပေါ့။ဒီ body မြောင်မင်းနဲ့ဘုရားဆိုရင်ဒါကျွန်တော်သိန်းပြည့်250နဲ့ရောင်းတဲ့သွားတာပေါ့လေ။အနေဆုံးဆိုရင်တော့8000 1000ကစတာပေါ့။8000 1000ကနေပြီးတော့သိန်း250အထိကျွန်တော်ကျွန်တော် ရောင်းမှုတာပေါ့လေ အမရဘူရာမန္တလေးတိုင်းအမရဘူရာဒီအာရှဘန်လမ်းမကြီးပေါ်မှာပါဗျာဒီလက်ရှိဈေးကွက်မှာတော့ဒီဖျားမှာတော့ကျွန်းနဲ့သားတော့နံပါတ်1ဖြစ်နေတာပါလေဈေးတက်တာလဲဆိုတော့ကျွန်တော်တို့ကကိုယ်တိုင်တက်တဲ့ပညာဆိုတော့တားကြီးအမျက်ကြီးလည်းမတင်တော့ဘူးအသားဘိုးရဲ့လက်ခါရဲ့ချောကရဲ့ထိုက်တဲ့အကျိုးမြတ်လေးရှိရင်ကျွန်တော်တို့ကရောင်းပေးတာဆိုတော့အပြင်တိုက်တင်တဲ့ဆိုင်တော့ဈေးကအများကြီးကွာသွားတာဘခုယုံထောင်တာတော့ကျွန်တော်15နှစ်လောက်ရှိပြီဒီဘခုလုတ်တဲ့တက်တန်းတော့နှစ်ပေါင်း30ကျော်သွားပြီအိန္ဒိယလာတယ်ဖိလစ်ပင်ပါတယ်ဗီယက်နမ် တရုတ်ပေါ့တရုတ်တို့ထိုင်းတို့တော်တော်များများလာဝယ်ရတယ်ပွင့်လင်းရသေးတယ်ဆိုရင်ဒီဘဝပညာကိုဟိုတလတန်ဒီနှစ်လတန်ဒီအဲ့လိုတင်လို့မတက်တဲ့ပညာမျိုးတွေဆိုတော့ဒီနောက်ပေါက်လာတဲ့ကလေးတွေတော်တော်များများအာယုံစူးဆိုင်မှုမရှိကြတော့ဘူးဟိုလက်စင်ကံမယူတဲ့အခါမျိုးမှာတိမ်ရောပပျောက်သွားမှာအမတန်ဆိုးရင်လည်းစိတ်ရှိပါတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်သားတွေကိုဘယ်လိုမျိုးပညာတွေသင်ပေးရမှာ